မြေရှားလို့ပြောရင်ဘာကိုပြင်းပြင်းတက်ကြပါသလဲတကယ်တော့မြေရှားဆိုတာတတုတမျိုးဖြစ်ပြီးအဲ့ဒီတတုထဲမှာမြေရှားလို့ခေါ်လို့ရမယ့်ဒရက်စင်ပေါင်း၁၇မျိုးစုဝေးနေပါတယ်နာမည်ထဲမှာရှားဆိုတဲ့စကားလုံးပါဝင်နေလို့အင်မတန်ရှားတဲ့ပစ္စည်းတွေလို့ယူဆမိတက်ကြပါတယ်တကယ်တော့မြေရှားကကဘာပေါ်ခွန်လွာထဲမှာမရှားပါဘူးကဘာပေါ်ခွန်ထဲမှာတွေ့ရများဒရက်စင်နဲ့တွေ့ရနေဒရက်စင်ဆိုပြီးနှစ်မျိုးခွဲရဲ့အထဲမှာဒီမြေရှားကတွေ့ရများဒရက်စင်ထဲမှာတောင်ပါနေသေးတယ် တွေ့ရများဒရက်စင်98မျိုးရှိတဲ့အထဲမှာစီရီယံမြေရှားတစ်မျိုးကနံပါတ်25ချိတ်ပါတယ်။ဒါကြောင့်လဲဒီစီရီယံကိုကမ္ဘာနေရာတော်တော်များများမှာတွေ့နေရတာပါ။အဲ့ဒီလိုတွေ့ရများပေမဲ့ဘာလို့မြေရှားလို့ခေါ်တယ်လဲဆိုရင်သူ့တခုရဲတီးတတ်မတွေ့ရပဲတခြားရင်းထွက်တွေနဲ့တွဲတွေ့ရတဲ့အတွက်ကြောင့်မြေရှားလို့ခေါ်ခြင်းဖြစ်ပါတယ်။တခြားတတ်ထုတွေနဲ့တွဲပြီးတွေ့ရတဲ့အတွက်သူ့ကိုခွဲထုတ်ဖို့ခက်ခဲပါတယ်။ခွဲထုတ်ရခက်ခဲသလိုခွဲထုတ်ရတဲ့စရိတ်လည်းကြီးမားပါတယ်။ ွဲထုတ်စရိတ်ကြီးမတဲ့အပြင်မြေရှားထုတ်လုပ်ဖို့များပြားတဲ့တန်ချိန်ရှိတဲ့မိုင်းတွင်တနည်းဆိုရင်တော့တတူတွင်တစ်ခုတွေ့ရှိရဖို့လည်းခဲရင်းပါတယ်။ဒါကြောင့်လဲကဘာပေါ်မှာမြေရှားမိုင်းတွင် တွေ့ရှိရတာဟာအခြားတတူမိုင်းတွေနဲ့စာရင်တွေ့ရနေပါတယ်။မြေရှားလို့ဘာလို့ခေါ်လဲဆိုရင်1900ခုနှစ်ကုန်ခါနီးတုန်းကမိုင်းတစ်ထည်တစ်ယောက်ကအရင်မတွေ့ဘူးသေးတဲ့တတူပါတဲ့ကြောက်တမျိုးကိုတွေ့ရှိခဲ့တာပါ။သူကရှားတယ်ဆိုပြီးတော့မြေရှားလို့ခေါ်ခဲ့တာကနေဒီနေ့အထိခေါ်ရင်နေကြခြင်းပဲဖြစ်ပါတယ်။ ပထမဆုံးမြေရှားတတုအဖြစ်အနက်ရောင်ထူးခြားတဲ့တွင်းထွက်တမျိုးအီတာဘိုက်ကို1989ခုနှစ်မှာဆွီဒင်စစ်တပ်ကအပျော်ရန်ဘူမိတာတုပညာရှင်ဘိုဂျီကားဆယ်အိုင်ယီနီယက်စ်ကဆွီဒင်နိုင်ငံဆရော့ဟုံမြို့နီးအီတာဘီမြို့လေးနားကကြောက်မိုင်းငယ်တစ်ခုမှာတွေ့ခဲ့တာပါ။ကဘာပေါ်မှာစီးပွားဖြစ်ထုတ်လို့ရတဲ့မြေရှားတတုတိုက်တွေကိုအဓိက၄မျိုးခွဲထားတာတွေ့ရပါတယ်။အဲ့ဒီ၄မျိုးကတော့ကာဗိုနစ်တိုင်အဆိုစီယိတ်တက်ဒီပိုစစ်တိုက် အကာလိုင်းတွေမီတင်ကြောင်းနဲ့တွဲတွေ့ရတဲ့အကာလိုင်း Igni S Associated Deposit Type အလေးစား Deposit နဲ့ရက်စီကျူရဲ့ Deposit ဆိုပြီးလေးမျိုးထဲမှာအများဆုံးတွေ့ရပါတယ်ပထမတတုတိုက်မျိုးစားကတော့ကာဗွန်နတ်တိုက်ကြောင်းမျိုးစားနဲ့တွဲပြီးဖြစ်လာတဲ့တတုတိုက်မျိုးဒုတိယကအကာလီတက်ကျွဲဝတဲ့မီတင်ကြောင်းတွေနဲ့တွဲဖက်ပြီးဖြစ်လာတဲ့တတုတိုက်မျိုးဆိုပြီးတွေ့ရှိရပါတယ်တတိယကတော့အေကာလီကျွဲကရင်နှစ်ကြောက်ရဲ့ပက္ကမာတိုက်ကြောက်မျိုးရဲ့အဲထဲမှာအများဆုံးတွဲတွေ့ရပါတယ် အနေကြပြီးဖြစ်လာတဲ့ပလေစာတိုက်မှာတော့နှစ်မျိုးထပ်ပြီးခွဲထားပါသေးတယ်။မရင်းပလေစာအလူဘီရဲ့ပလေစာနဲ့ပလေစာဒီပိုဇစ်ဆိုပြီးတွေ့ရပါတယ်။ပလေစာဒီပိုဇစ်ကိုဘာသာပြန်ရင်တော့ရေဆောင်တိုက်ဆိုပြီးအတိတ်ပဲရပါတယ်။နောက်တစ်ခုကတော့ကျွင်းစုတိုက်ပဲဖြစ်ပါတယ်။ဒီတတုကိုလည်းနှစ်မျိုးခွဲထားပါတယ်။ကဝမ်းကြောက်တိုက်နဲ့မြေစည်းအမျိုးအစားတိုက်ဆိုပြီးခွဲထားပါတယ်။စီးပွားဖြစ်ထုတ်နေတဲ့မိုင်းတွေကအများဆုံးကဒီလေးမျိုးထဲမှာတွေ့ရတာများပါတယ်။ မြန်မာနိုင်ငံမှာမြေရှားတတုတိုက်ကိုကချင်ပြည်နယ်ချီဖွေမြို့နယ်မှာရှိတဲ့ပန်ဝါဒေတာမှာအများဆုံးတွေ့ရပါတယ်။အဲ့ဒီပန်ဝါဒေတာဟာကချင်အထူးဒေတာတဆိုကြီးတတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်။ရခိုင်ကနေကြားဆောင်တဲ့အဖြစ်ပြောင်းထားတဲ့စခုံတိန်ရန်ဥဆောင်တဲ့ကချင်ဒီမိုကရေစီတက်မတော် NDAK အခြေစိုက်ရာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်အရှေ့မြောက်ပိုင်းပန်ဝါနယ်ချီဖွေကြားဒေတာမှာမြေရှားတတုလောက်ွက်တွေရှိပြီးတရုတ်ဘက်ကလူတွေဥဆောင်လုပ်ရကြတာဖြစ်ပါတယ်။ တရုတ်နဲ့နယ်စပ်ကချင်ဒေသတွေဖြစ်တဲ့ပန်ဝါချီဖွေကမ်ပိုင်ဒီလိုနေရာတွေမှာတတူတွင်လုပ်ငန်းတွေရှိလာတာ1990ပြည့်နှစ်တွေကတည်းကဖြစ်တယ်လို့ဆိုရမယ်။အဲ့ဒီအချိန်ကတည်းကမြေရှားတတူလောက်ွက်တွေရှိလာပြီလားဆိုတာတော့မသေချာပါဘူး။ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲ။မြန်မာနိုင်ငံအတွက်မြေရှားတူဖော်မှုကဝင်ငွေတွေပြည်သူတွေစီကိုရောက်ရှိရေးအတွက်ဘလို့ဖြည့်ရှင်းနည်းတွေအသုံးနိုင်မလဲလို့ထင်ပါသလဲ။တစ်တော့ YouTube ဒယ်လီဂီယန်တို့မှာမှတ်ချက်ပေးပြီးဆွေးနွေးကြရအောင်ပါ။